မင်္ဂလာပါဒီဗီဒီယိုလေးကတော့ TikTok မှာ commerce ကထုတ်နေလေးကိုလာပြီးမျှဝေပြပါမယ်။ Okay ကျွန်တော်တို့အရင်တော့ကျွန်တော် TikTok account တွေကိုကျွန်တော်ဝင်လိုက်ပါမယ်။ဝင်လိုက်ပြီးဆိုရင်အခုလိုမျိုးကြော်ညာစတက်လာတယ်။စတော်ညာကိုကျွန်တော်ရက်လိုက်မယ်ပြီးတော့ဒီဘက်ကျွန်တော် profile ဆိုတဲ့နေရာလေးကိုနှိပ်ပါမယ်။ okay ဒါဆိုတော့ကျွန်တော် TikTok profile လေးကိုရောက်လာပြီဖြစ်ပါတယ်ဒီညာရောက်ပြီဆိုရင်ကျွန်တော်တို့အပေါ်ဆုံးမှာရှိတဲ့ငင်းသုံးနှန်းကိုနှိပ်ပြီး TikTok story လေးဝင်လို့ရတယ်လို့အောက်မှာရှိတဲ့ TikTok story ကိုတိုင်းရိုက်နှိပ်ပြီးတော့လည်းဝင်သွားလို့ရပါတယ် ကျွန်တော် TikTok Studio ဆိုတဲ့နေရာလေးနှိမ့်လိုက်မယ်။ဆိုရင်သူတို့ကိုစာမျက်ထပ်ပို့လာမယ်ပေါ့နော်။အဲ့မှာဆိုရင် TikTok Short for Creator ဆိုတဲ့နေရာလေးကိုထပ်နှိမ့်ပါမယ်။ Okay အခုလိုမျိုးစာမျက်နှာထပ်ပို့လာပါမယ်ခင်ဗျာ။ဒီဘက်ဒီမှာ Annie ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ထပ်ပြီးနှိမ့်ပြီးဝင်သွားမှာဖြစ်ပါတယ်။ဆိုတော့ Annie ကိုကျွန်တော်ထပ်နှိမ့်လိုက်ပါမယ်။ကျွန်တော်တို့ ending ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ TikTok short account ထဲမှာပတ်စံ blog ဝင်တာလဲ comment ကဘလောက်ရတယ်လဲဆိုတာကိုသူကပြပေးနေမှာဖြစ်ပါတယ် ဲ affiliate order လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဘယ်ဘယ်စီမှာပတ်စံဘလောက်ဝင်လဲဆိုတာကိုအတိအကျကြည့်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ထဲမှာ order တက်တာနဲ့ပစ္စည်းတွေပေါ့နော်ပစ္စည်းကတော့အမျိုးဆုံးပါပဲကျွန်တော်ဝင်ဝင်တဲ့ဟာတွေလည်းရှိတယ်လို့ကျွန်တော်အောက်တွေကလည်းလူများဝင်ဝင်တဲ့ဟာတွေလည်းရှိပါတယ်ဆိုတော့ပစ္စည်းကတခုခုကိုကောက်တဲ့ပတ်စံဝင်မှုဆိုရင်အဆင့်၄ဆင့်ရှိတယ်ပေါ့နော်ပထမဆုံးကျွန်တော် order ဟာပြီးရင်အဲ deliver ပြီးတာနဲ့ကျွန်တော် pending ပြီးရင်ဆက်တယ်ပေါ့နော်ကျွန်တော်အဆင့်၄ဆင့်ပြီးတာနဲ့ကျွန်တော် pending ပတ်စံဝင်တယ်ပေါ့နော် ကဲဒါဆိုကျွန်တော်ငါတက်ဆက်စီကြာအဲ့ဒီမှာမှကျွန်တော်ဘယ်ချိန်ကဘလောက်ဝင်လာဆိုတာကိုကျွန်တော်ပိုများလေးကိုဝင်ပြီးထက်ကြည့်လိုက်ပါမယ်။အဲ့ဒါဘယ်ရက်မှာဘလောက်ဘလောက်ဝင်လာလဲဆိုတာကိုသူအသေးစိတ်ကြားပါဒါကကျွန်တော်ထုတ်ထားတဲ့ဟာပေါ့နော်ဒီအစီအမနှစ်ခုရှိတယ်အဲ့ဒါကသူပြောက်သွားတယ်ပေါ့နော်ဒီတစ်ခုပဲပေါ်တယ်ပေါ့နော်ဒီတစ်ခုက300ကျော်ထုတ်ထားတယ်အစီအမလည်း200 900မှာထပ်ထုတ်တာပါရှိပါတယ်ဒါမှမပေါ်ဘူးပေါ့မပေါ်တော့ဘူးပေါ့နော်။အခုဒီမှာဆိုရင်အသေးစိတ်ကြည့်လို့ရတယ်ဒီမှာကျွန်တော် crypto balance ကိုလိုက်ပြီးတော့စံထုတ်မနေအောင်ဆေးဆက်သွားလိုက်ပါမယ်။ crypto balance ကိုထည့်လိုက်ပါမယ်။ โอเคဒါဆိုတော့ကျွန်တော်ဘန်နဲ့ပတ်စံထုတ်မဲ့အဆင့်ကိုရောက်လာပြီပေါ့เนาะကျွန်တော်ကဘန်ထရန်စပါရဲ့တခါလဲဂျိုင်းနာပါတယ်တွန်းရှော့မှာပတ်စံထုတ်မဲ့ဆိုရင်၃နီးနဲ့ထုတ်ရပါတယ်ဘန်ထရန်စပါရှိတယ်ပရုံးပေးရှိတယ်ထူမန်နီရှိတယ်ပေါ့เนาะကျွန်တော်ကဘန်ထရန်စပါနဲ့ပဲထုတ်လိုက်ပါမယ်သူကလွယ်ကူရဲ့ရိုးစင်းတယ်ဒီမှာဝစ်တော်အော်နေလိုက်တာနဲ့သူကသူပတ်စံတခါလဲထည့်ပြီးတယ်ပေါ့เนาะအကောလုံးထုတ်မယ်ပြီးရင်တပတ်နဲ့50ပြားကဆာဗီဖီဖြတ်ပါတယ်ဝန်ဆောင်ကဖြတ်ပါတယ်โอเคဒါဆိုကျွန်တော်ဝစ်တော်နောင်းကိုတက်နေလိုက်ပါမယ် ဖြစ်တော့နောက်နိုင်ပြီဆိုရင်အခုတို့မျိုးသူ confirm ဒီ TV ဘုတ်တခါထပ်ပြပါတယ်ဒီမှာကျွန်တော် confirm နှိပ်လိုက်လာမယ် second ဘိုင်းတွင်နေပေါ့နော်ကျွန်တော်တို့ ban လေးကိုပတ်စံဝင်လာမှာဖြစ်ပါတယ်ကျွန်တော် confirm ကိုနှိပ်လိုက်ပါမယ် okay ဒါဆိုတော့ကျွန်တော်ပတ်စံထုတ်တာပြီးသွားပြီဖြစ်ပါတယ်ကျွန်တော် ban နဲ့ပြန်ထွက်လိုက်ပါမယ်3စက္ကန့်လောက်ပဲကြာတယ်ပေါ့နော်ပတ်စံချက်ချင်းဝင်လာပါတယ်916ဒသမ62ပြားဝင်လာပါတယ် ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုများကြာရင် TikTok Shop မှာ commission ကထုတ်ဖို့ banner ဘလို့ချိဆက်လဲဆိုတာကိုထပ်ပြီးတင်ပြပါမယ်ခင်ဗျာကျွန်တော်ရဲ့ TikTok account နဲ့ Facebook page ကို follow လုပ်ထားပြီးပို့လဲတောင်းဆိုလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ